အလုံးဝဲမင်္ဂလာပါ Flan Entertainment Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာဥပဒေကြောင်းအရာနိုင်ငံရေးအရာနဲ့လူမှုရေးအရာဒါစီးတွေကအစ္စလမ်ဘာသာကိုပူပြောင်းဖို့ဆိုတဲ့လောရက်ကိုလုံအောင်ညီပါမဖြစ်နိုင်တဲ့အလုပ်တစ်ခုဖြစ်သွားအောင်ဘယ်လိုလှုပ်ဆောင်နေလဲဆိုတာသင်လေ့လာရမှာပါအချက်လက်အလုံးကိုပေါ်ပြချက်တွေကိုရှင်းမချပေးထားပြီးဒီအကြောင်းအရာကဒီဥဆိုင်မှုနဲ့ပြည်ကြတိကြမှုလိုတာပါတယ်ကျွန်တော်တို့ကအယုံဆိုင်မှုကိုဆွဲဆောင်တဲ့အတန်ကြီးဟိတ်ကျွေးမှုကိုရှောင်ပြီးဖွဲ့စည်းပုံတွေကလက်တွေ့မှာဘယ်လိုလှုပ်လို့နေလဲဆိုတာကိုပဲအယုံဆိုင်တာပါတယ် ရွေးချက်ကတော့ဘသူကမှဆွဆွဲဖို့မဟုတ်ပဲဘာသာကူးပြောင်းမှုဟာဘျူရိုကရေစီဒါမှမဟုတ်ကြောက်ရွံ့မှုတွေကြာမှာဘာကြောင့်ပြောက်ကွက်သွားရသလဲဆိုတာကိုရှင်းပြဖို့ပါပဲဘာသာရေးလွတ်လပ်ခွင့်ကိုနိုင်ငံတကာဥပဒေအရကမ္ဘာလုံးဆိုင်ရာအခွင့်အရေးတစ်ခုပြည့်အတိမတ်ပြုတာပါတယ်အဲဒီမဲ့ကမ္ဘာနေရာတော်တော်များများမှာအင်ဂျင်စီမြင့်တွေအုပ်ချုပ်ရေးအုပ်ချုပ်မှုတွေနဲ့လူမှုရေးဖီအာတွေပေါင်းစပ်မှုကြောင့်အဲ့ဒီခွင့်ရေးကအနှစ်သာရမရှိဖြစ်နေပါတယ်

ေးဆောင်ခြင်းဒါမှမဟုတ်အပြင်ကျပ်ပြုခြင်းဖြင့်ဘာသာကူးပြောင်းခြင်းကိုရာဇဝမှုပြစ်ဒဏ်တွေဆက်လက်ထားရှိပါれဥပဒေရဲ့စကလုံးသုံးနှုန်းကကျေပြန်ပါれစစုံတို့ကိုဘာသာပြောင်းဖို့တင် जा ပေးဖို့ဒါမှမဟုတ်ကူညီပေးဖို့ကြိုးပမ်းခြင်းနိုင်ကိုတရားစွဲဆိုနိုင်ပါれလက်တွေမှာတော့ဒေသဆိုင်ရာယာရှိတွေကဒီပုံမှန်တွေကိုအစ္စလမ်ပါဝင်ဘာသာပြန်ပွားရေးပုံစံအားလုံးကိုတားမြစ်ထားခြင်းအဖြစ်လက်ပေဖွင့်ဆိုကြပါれမွတ်စလင်တိုင်ဝမ်တွေကတင်းငယ်ပြီးအကြကနာဆိုသလိုအနီးကဆောင်ကြည့်ခြင်းခံရပါれ စူဝေးခွင့်ဒါမှမဟုတ်ပလီတစ်တွေအတွက်ခွင့်ပြုချက်ရဖို့ခက်ခဲပါတယ်။သူတွေခံရမယ်အနေရကဆရာတွေကိုတာစီတာပြီးပုဂ္ဂလိကယုံကြည်မှုဖြစ်နိုင်ပေမဲ့လူသိရှင်ကြကူပြောင်းခြင်းမဖြစ်နိုင်တဲ့ပုံဝန်ကျင်ကိုဖန်တီးပေးပါတယ်။အဘကိုဘူတန်ဘူတန်ကဗုဒ္ဓဘာသာကိုအမျိုးသားရဲ့လက္ခဏာရဲ့မရှိမဖြစ်တဲ့အစိပ်ပိုင်းတစ်ခုအဖြစ်ကာကွယ်ထားပြီး ဒါအစတာပြင်မှုကိုထိခိုက်စေနိုင်တယ်လို့ထင်ရတယ်ကုပြောင်းမှုများကိုကန့်သက်ထားပါတယ်။ရာဇသက်ကြီးကအတင်းကျပ်ဒါမှမဟုတ်သိဆောင်ခြင်းနဲ့ကုပြောင်းခြင်းကိုတားမြစ်ထားပြီးအဲ့ဒီဝေါ်ဟာရာတွေကအလေးပဲဖွင့်ဆိုမထားတဲ့အတွက်ဘယ်လိုတကူချဲ့ထွင်နိုင်ပါတယ်။အတိုင်းမပုံတင်ခြင်းကမဖြစ်မနေလိုအပ်ပါတယ်။အဖို့မတင်တာတဲ့အဖွဲ့တွေကပြေဝင်လက်ပဲနိုင်ခြင်းမရှိပါဘူး။ဂျာလန်အနေနဲ့အစ္စလာမ်ကိုကုပြောင်းလို့လူတိုင်းဟာအတိမတ်ပြုထားတဲ့ပေါ်ကြီးတွေကိုအာကိုခြင်းမပြုနိုင်ပဲကိုပိုင်ဆက်သွင်းတဲ့တဝက်ချက်တွေပေါ်မှာပဲမိကိုနေရပါတယ်။ ုစလီနေတိုင်းသူတွေကကိုရဲကိုတာတတိထားပြီးနေတိုင်းဖို့ဖီအားတွေနဲ့ညီဆိုင်ရတယ်လို့အစီရင်ခံစာတွေကဖော်ပြပါဗါရီပူပြောင်းမှုကတတိစစ်စစ်ဖြစ်သွားရင်နော်ပြည်ဝင်အသီးမပြုတ်မှုမရှိတဲ့အတွက်ဘာသာပြောင်းလဲသူကဘာသာပြောင်းလဲမှုကိုမပုံတင်နိုင်ခြင်းမရှိပါဘူးနံပါတ်၈လာဦးလာဦးကစုဝေးမှုတွေနဲ့ပညာရေးအတွက်ခွင့်ပြုချက်လိုအပ်တဲ့ဘိုးဥပဒေတစ်ခုကနေတဆင့်ဘာသာရေးလှုပ်ရှားမှုအားလုံးကိုထိန်းချုပ်တာပါဗါရီဒေသဆိုင်ရာအရာရှိတွေကလုံခြုံရေးဒါမှမဟုတ်လူမှုရေးစနစ်စိုးရိမ်မှုတွေအပေါ်ခြေခံပြီး ောက်ဆုံးမှုတွေကိုအတည်ပြုခြင်းဒါမှမဟုတ်ရင်းပက်ခြင်းပြုတဲ့ဂိမ်းဆောင်တွေဖြစ်လို့ဆောင်အောင်ပါလေအစ္စလမ်ကိုကူပြောင်းဖို့ကဆရာတွေနဲ့ပစ္စည်းတွေကိုရယူဖို့လိုအပ်ပြီးအဲ့ဒီနှစ်ခုစလုံးကိုနိုင်ငံတော်ကထိန်းချုပ်ထားပါလေညွန်ကြားချက်အတွက်မြို့ကြီးတွေစီခီးသွားခြင်းကဘလိုလားအတဲ့အယုံဆိုင်မှုကိုဆဲဆောင်နိုင်ပြီးတင်းငယ်တဲ့စူဝေးမှုတွေကဖျက်သိမ်းခံရမယ့်အနေအရှိပါလေနိုင်ငံတော်ကနိုင်ငံခြားဘာသာရေးလွှမ်းမိုးမှုကိုတန်တရားနဲ့ကြည်ပါလေအစ္စလမ်ဘာသာဆိုင်ရာစာပေနဲ့ပညာရေးအများစုကဒီပါကလာတာဖြစ်တဲ့အတွက်ကွန်ပျူတာကရှားရှားပွားပွားသာရရှိပြီး ပူပြောင်းခြင်းကိုလုံးဝနှီးပါလက်လမ်းမမီအောင်ဖြစ်စေနိုင်ပါတယ်။နံပါတ်9 BNN BNN ကအတိမတ်ပြုလာတဲ့ဘာသာတွေကိုလုံးဆောင်ဝင်ပြုပေးမယ်။အတိုင်းဝိုင်းတိုင်းနဲ့ဘာသာရေးပွဲတိုင်းအတွက်ပပုံတင်ဖို့တောင်းဆိုပါတယ်။ဒီလုပ်ငန်းစဉ်မှာစင်ပေါင်းများစွာပြန်လည်တုံ့တက်မှုတွေပါဝင်ပြီးအရာရှိတွေကရှင်းပြခြင်းမရှိဘဲရှောက်လော်တွေကိုဆိုင်းငံ့တာဒါမှမဟုတ်ပယ်ချတာလုပ်နိုင်ပါတယ်။အစ္စလမ်က BNN မှာတောင်ပိုင်းပြည်နယ်နေငယ်မှာပဲသူစည်းနေတဲ့ရန်တင်းနေတဲ့ဘာသာဝင်လူနည်းစုပါပဲ။အသေးလိုက်နာသူတွေအတွက် ူပြောင်းခြင်းကအယူဝါဒခေါင်းဆောင်မှုနဲ့နိုင်ငံခြားဆက်ဆက်မှုတွေကိုအကဲဖြတ်တဲ့ကော်မတီတွေရဲ့ကွန်ပျူတာလိုအပ်ပါတယ်။ဘက်ပုံနေခြင်းမရှိဘဲဘာသာပြန်ပွားရေးလုပ်ခြင်းကိုတမ်းမြစ်ထားပါတယ်။အလို့သဘောတည်ကြပြီးခြင်းဖြင့်ပြည်တံတွေကိုပြစ်ပေါ်စေနိုင်ပါတယ်။ရလကတော့ကူပြောင်းမှုတွေဖြစ်ခဲ့ရင်နော်ဒိတ်ဒိတ်ဆိတ်ဆိတ်သာဖြစ်ပြီးအနာပိုင်တွေရှိကအတိမတ်ပြုမှုရဖို့ရှာပါပါတယ်။နံပါတ်၅တာဂျီကစ္စတန်တာဂျီကစ္စတန်ရဲ့ဘာသာရေးဥပဒေအရအဖွဲ့အစည်းအလုံးအတွက်နိုင်ငံတော်မပုံတင်ဖို့လိုအပ်ပြီး ဩဂလီကတရားမှုကိုကန့်သက်တာကတမပြည့်ဒေသူတွေကိုဝေပြုပွဲတက်ရောက်ခြင်းကနေတိုက်မြစ်တာပါတယ်။အာဏာပိုင်တွေကဒီထိန်ချုပ်မှုတွေကိုအစွန်ရောက်မှုတိုက်ဖျက်ရေးအစီအမံများအဖြစ်အကြောင်းပြပေးမယ်။ပုံမှန်ဘာသာရေးကြီးထွားမှုကိုလည်းဖိနှိပ်ထားပါတယ်။သာသနာပြုလှူရှာမှုတွေကိုခွင့်ပြုချက်မရှိဘဲတိုက်မြစ်ထားပြီးပူပြောင်းခြင်းကတင် जा မှုနဲ့အဆက်အသွယ်ပေါ်မူတည်တဲ့အတွက်ဒါကမွတ်စလင်မဟုတ်သူတွေအတွက်အစ္စလမ်တွေကိုအစ်တဝင်ရောက်ခြင်းကိုထိရောက်စွာပိတ်ဆို့ထားပါတယ်။ဒီဘက်ကတင်သွင်းတဲ့စာပေတွေကိုစစ်ဆေးပြီးမကြာခဏတင်ဆက်ရပါတယ်။ ဒေတာတွင်ပုံနေခြင်းအတွက်ဝင်ပြချက်လိုအပ်ပါတယ်။ဒီတန်တည်ယူဖို့စူးစမ်းသူအနေငယ်ကလုံခြုံရေးအရာရှိတွေရဲ့လာရောက်စစ်ဆေးခြင်းနဲ့တရားမဝင်တင်ကြားမှုတွေဆွဲချက်တင်ခံရမယ့်အနေရှိပါတယ်။နံပါတ်၄ဥဇက်ပါကစ္စတန်ဥဇက်ပါကစ္စတန်က2000ပြည့်နှစ်များစောပိုင်းကလေးကတင်းကြယ်တဲ့ပြည်ရင်ပြောင်းလဲမှုတွေပြုလုပ်ခဲ့ပေမဲ့ဘာသာရေးကိုတင်းကျပ်စွာကြီးကျယ်နေစေပါပဲ။ဘာသာရေးတိုင်ဝမ်အလုံးကမပုံတင်ရမယ်။မပုံမတင်ထားတဲ့စီဝေးတွေကတရားမဝင်ပါဘူး။ဖွင့်ပြထားတဲ့နေရာတွေပြင်ပါမှာဘာသာရေးတင်ကြားခြင်းက ်ရန်ကုန်တာဝါမဟုတ်နေနေခံရခြင်းကိုဖြစ်စေနိုင်ပါတယ်။ဘာသာပြန်ပွဲလုပ်ငန်းအားလုံးကိုဆက်လက်တားမြစ်ထားပြီးဒါကတစုံတဦးကိုအစ္စလာမ်ဘာသာလက်ခံဖို့ဖိတ်ခေါ်ခြင်းလည်းပါဝင်ပါတယ်။အရာရှိတွေကဒီကန့်တက်ချက်တွေကိုအစွန်ရောက်ဖြစ်လို့ရောက်ရှိခြင်းကနေကာကွယ်မှုဖြစ်ပုံပေါ်ကြပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့ပုံမှန်ဘာသာရေးဆက်သွယ်မှုကိုရပ်တန့်စေပြီးဒီမပြုတ်ထားတဲ့မွတ်စလင်အတိုင်းဝိုင်းတွေကိုပြင်ပလူတွေနဲ့ခွဲထုတ်ထားပါတယ်။နံပါတ်3တာမင်နစ္စတန်တာမင်နစ္စတန်ကဘာသာရေးဘဝကိုဓမ္မဆရာတွေစာပေတွေနဲ့ ဝဲတွေကိုလိုင်ရှင်းပေးတယ်နိုင်ငံတော်ကော်မရှင်တစ်ခုကနေတစင်ထိန်းချုပ်ထားပါတယ်အပေါ်မတင်ထားတဲ့နှုတ်ချမှုကတရားမဝင်ပဲပြည်တံတွေကဒဏ်ငွေကြီးကျယ်ကနေထောင်နေသည့်ရှိပါတယ်ဆီလံကိုတရားဝင်တိမပြုတ်ထားပေမဲ့နိုင်ငံတော်ရဲ့မူဝါဒအောက်မှာလုံးဝလက်အောက်ခံဖြစ်နေပါတယ်လွတ်လပ်တဲ့တင်ကြားမှုတွေကိုတားမြစ်ထားပြီးနောက်ကြနေတရားဟောကြားတွေကိုတော့ရရှိတွေကပြန်လည်သုံးသပ်ကြပါတယ်ပူပြောင်းကျင့်သူတွေအတွက်တရားဝင်လမ်းကြောင်းမရှိပါဘူးအပေါ်နေချင်းဒါမှမဟုတ်ရဲဝင်ညွန်ကြားချက်တွေကိုရယူခွင့်မရှိဘဲ ူပြောင်းခြင်းကလက်တွေ့ဘဝမှာဖြစ်နိုင်ခြင်းမဟုတ်ပဲ theory သဘောတရားတစ်ခုဖြစ်လာပါတယ်။နံပါတ်2တရုတ်တရုတ်နိုင်ငံကအစ္စလာမ်ကိုတရားဝင်ဘာသာ၅ခုထဲကတစ်ခုဖြစ်အသီးမှတ်ပြုပေမဲ့နိုင်ငံတော်ကြီးကြပ်မှုအောက်မှာမပုံတင်ထားတဲ့အတင်းပွဲအတွင်းမှာပဲကန့်တတ်ထားပါတယ်။ဘာသာရေးပညာရေးကိုခွင့်ပြုထားတဲ့ဖွဲ့စည်းတွေအတွက်ပဲကန့်တတ်ထားပြီးအတမပြည့်သေးသူတွေကိုဗလီတယောက်ချင်းကနေပိတ်ပင်ထားပါတယ်။ပြည်မြတ်မရှိပဲဘာသာပြန်ပွားရေးလုပ်ခြင်းကတရားမဝင်ပဲလူမှုစနစ်ကိုချိန်ချောင်းမှုအဖြစ်တမန်နိုင်ပါတယ်။ အီမန်တွေကလိုင်စင်ရရမယ်။တရားဟောကြားတွေကိုစောင့်ကြည့်ပြီးနိုင်ငံခြားဆက်သွယ်မှုတွေကိုတင်းကျပ်စွာကန့်သတ်တာပါလေ။ရှင်းချမ်းခဲ့သို့သောဒေသတွေမှာတော့ဆက်ဆောင်လုံခြုံရေးစီမံတွေကနှင်းကျုံမှုကိုပုံမပြင်းထန်စေပါလေ။ပူပြောင်းခြင်းကိုလူသိရှင်းကြားစိတ်ဝင်စားကြောင်းဖော်ပြခြင်းနိုင်ကမိကုန်းထုတ်ခံရခြင်း၊ပြားပေးခံရခြင်းဒါမှမဟုတ်အလောက်ကင်ထိခိုက်မှုတွေကိုဆဲဆောင်နိုင်ပါလေ။ပုဂ္ဂလိကယုံကြည်မှုကိုဆောင်ရွက်ပုံမှာပြင်မပေးပေမဲ့ကြည်ကျမှုစနစ်ကဝိညာဉ်ရေးရကုသန်လေးတာမှုအတွက်ဒီကင်းတဲ့နေရာတွေကိုဖယ်ရှားပြရပါလေ။ ဒီချိန်တွေတောင်မှအစ္စလာမ်ကိုကူပြောင်းခြင်းကဥပဒေအရအနေနဲ့များပြီးလူမှုရေးအရဘေးအန္တရာယ်ရှိနိုင်ပါတယ်။နံပါတ်၁မြောက်ကိုရီးယားမြောက်ကိုရီးယားကလွတ်လပ်တဲ့ဘာသာရေးကိုလုံးဝတားမြစ်ထားပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေကယုံကြည်မှုလွတ်လပ်ခွင့်ကိုဖော်ပြထားပေမဲ့လက်တွေ့မှာတော့မရှိပါဘူး။ဘာသာရေးလှုပ်ရှားမှုအလုံးကိုနိုင်ငံတော်ကတင်းကျပ်တာပြီးအမှုကျမရှိတဲ့ဝပြုမှုကိုရာဇဝမှုဖြစ်တတ်မှတ်ပါတယ်။ လူသီးရှင်ကြဘလူးတွေမရှိအစ္စလမ်ပညာရေးမရှိနိုင်ငံခြားပစ္စည်းတွေရယူခွင့်လည်းမရှိပါဘူးနိုင်ငံခြားဧည့်သည်တွေကနိုင်ငံတော်ကစီစဉ်ပေးတဲ့ဘာသာရေးပြဿနာမှုတွေကိုတခါတည်းရမြင်တွေ့ရပေမဲ့ဒါတွေကယုံကြည်မှုအတွက်မဟုတ်ပဲဘာသာဖြန့်ချိရေးအတွက်အသုံးပြုပါတယ်မြောက်ကိုရီးယားမှာအစ္စလမ်ကိုကူးပြောင်းဖို့ကြိုပမ်းခြင်းကအလွန်အမင်းအနေရရှိတဲ့လုပ်ရဖြစ်ပါလိမ့်မယ်ပြည်ကြမရှိတဲ့ဘာသာရေးလှုပ်ရှားမှုတွေပြည်တံမှာထောင်ချခြင်းအတင်းကျပ်ခိုင်းစေခြင်းဒါမှမဟုတ်အဲ့ဒီတဲ့ဆိုရခြင်းတွေပါဝင်ပြီးလက်တွေမှာကုပြောင်းခြင်းကိုမဖြစ်နိုင်လောက်အောင်လုပ်ထားပါတယ် ဒီဥပမာကိုကူကထင်ကျုံမှုရဲ့အတိုင်းအတာတစ်ခုကိုပြသနေပါတယ်။ကျုံနိုင်ငံတွေကဘာသာပြန်ပွားရေးကိုရည်ရွယ်မှုဖြင့်တတ်မှတ်ကြပြီးအချို့ကမပုံတင်ခြင်းကိုကန့်သတ်ကြပါတယ်။အချို့နိုင်ငံတွေကဘာသာပြန်ပွားရေးကိုရည်ရွယ်မှုဖြင့်တတ်မှတ်ကြပါတယ်။အချို့ကမပုံတင်ခြင်းကိုကန့်သတ်ကြပြီးအနေငယ်ကတော့ဘာသာရေးကိုလုံးဝဖယ်ရှားပြစ်ကြပါတယ်။အားလုံးကနိုင်ငံသားတွေဘာကိုယုံကြည်ခွင့်ဒါမှမဟုတ်ပေါ်ပြခွင့်ရှိတယ်ဆိုတာကိုပုံဖော်ဖို့အတွက်အုပ်ချုပ်ရေးဆိုင်ရာအာဏာကိုအသုံးပြုကြပါတယ်။နိုင်ငံတော်ကစင်ကြမှုနဲ့ အတင်းဖွဲ့ကိုထင်းချုပ်တဲ့အခါပူပြောင်းဖို့တကားကတိရောက်စွာပြိပင်သွားပါတယ်။ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးမိတ်ဆွေရဲ့အတွင်းမြင်တွေကိုလည်း comment မှန်မှန်းကဲပေးနိုင်ပါတယ်။ဗီဒီယိုလေးကဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့ကြောင်းရိုင်းတွေပြန်လာခဲ့ပါမယ်။